ဘာဒါဆူရီဆူမိုဘာဒီကူတရာမင်္ဂလာပါဒီနေ့2025ခုနှစ်မေလ16ရက်တနင်္ဂနွေနေ့ဖရက် FN ရဲ့တပတ်အတွင်းထူးခြားသတင်းတော်ကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ဘရန်ဒေါင်းကောက်ဆောင်တွေကိုဖန်ဆီးတာဟာအာနာရှင်လုပ်ရဖြစ်တယ်လို့ KYWO ပြောတဲ့တဲ့မိုးပြင်းတဲ့ညောင်ရွှေတိုက်ပွဲအတွင်းစစ်ကောက်စီတပ်သား23ဦးတေဆွဲတဲ့တဲ့နဲ့တပင်းရင်မှာတေဆုံးသူ24ဦးနဲ့ထိခိုက်ဒဏ်ရာရသူ100ကျော်ထပ်တိုးလာတဲ့တဲ့တွေအပါအဝင်တပတ်အတွင်းထူးခြားတဲ့တဲ့တွေကိုကြားရမှာပါ ပရာသောဆွေမျိုးစုကောင်းဆောင်ကိုအောင်နိုင်စိုးအပါအဝင်၄ဦးကိုကရင်ပြစ်တစ်ပါတီဥက္ကဋ္ဌဦးတန်းစိုးနိုင်ရဲ့ရဲဘော်တွေက ပြီးခဲ့တဲ့မေလ၁၆ရက်နေ့နေ့လယ်မှာဖမ်းဆီးခဲ့ပြီးအခုလိုဖမ်းဆီးတာဟာလူအခွင့်အရေးကိုချိုးဖောက်ပြီးအာဏာရှင်ဆန်တဲ့လုပ်ရဖြစ်တယ်လို့ကရင်အမျိုးသမီးအစည်းအရုံး KYWO တာဝန်ရှိသူတို့ကဖဲတဲ့ FN ကိုပြောပါတယ်ပရာသောဆွေမျိုးစုဥက္ကဋ္ဌကိုအောင်နိုင်စိုးအပါအဝင်ဒုဥက္ကဋ္ဌဦးအားတို့နာယကဥပမောင်နဲ့အတွင်းရမူး ခွန်ခိုင်မင်းနိုင်တို့ကိုဖမ်းဆီးခဲ့တာဖြစ်ပြီးဒေသခံလူထုရဲ့အတန်နဲ့သဘောထားတောင်းဆိုချက်တွေကိုလေးပွကျဲကုမ္ပဏီဘက်ကအလေးထားဆောင်ရွက်ပြီးပြပြလေးလေးဆွေးနွေးညှိနှိုင်းတင်တယ်လို့သူကဆက်ပြောပါတယ်။ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌဦးတန်းစိုးနိုင်ပိုင်လေးပွကျဲကုမ္ပဏီနဲ့တရုတ်ပိုင်မစ္စတာဝမ်ကုမ္ပဏီတို့ကရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်တိကျိတ်ကျေးရွာကမြေမထီတောင်မှာခဲတတုဒူဖော်နေရာနဲ့ပတ်သက်ပြီးဒေသခံပြာတောင်းဆွေမျိုးစုက ပြီးခဲ့တဲ့မက်စလာကတဲ့ကကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။မေလအတွင်းလေးပွင့်ကျဲကုမ္ပဏီနဲ့ပရာတောင်းဆွေမျိုးစုတို့တွေ့ဆုံညှိနှိုင်းမှုတွေရှိခဲ့ပြီးမအောင်မြင်ခဲ့တဲ့အတွက်ပြီးခဲ့တဲ့မေလတရက်နေ့ကပအလုတ္တမနေ့မှာစတင်ပြီးကျေးရွာအတွင်းကျွေးကြော်ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။ဖန်စီထားတဲ့ခေါင်းဆောင်တွေကိုအထီးအခိုက်မရှိပြန်လွတ်ပေးဖို့နဲ့အာနာရှင်ဆန်တဲ့လောက်ရဲ့ကိုလက်မခံကြောင်း KYWO နဲ့ KYU မျိုးစစ်တလူငယ်အဖွဲ့ KNGY ကမေလ16ရက်နေ့မှာထုတ်ပြန်တောင်းဆိုထားပါတယ်။ရှမ်းကရီနီနယ်ဆက်မိုးပြင်းမြို့အပါအဝင်မြောက်ရွှေမြို့နယ်မှာစစ်ကောက်စီတပ်နဲ့တော်လရေးပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောက်စီဘက်က23ဦးသေဆုံးခဲ့တယ်လို့ရှမ်းတောက်စစ်တေတာခွဲ PDF ဖြူဟာအမတ်တစ်ထံကနေသိရပါတယ်။ပြီးခဲ့တဲ့မေလ6ရက်နေ့မှာစစ်ကောက်စီတပ်နဲ့ PNO ပူအိုးပြည်သူစစ်ပူပေါင်းစစ်ကြောင်းဟာမူပြေမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မြောင်ရွှေမြို့နယ်နဲ့ဖေခုံမြို့နယ်တို့ထိဆက်တဲ့ကျေးရွာအနီးမှာအာ600ကျော်ဂုံကြောင်ရေကြောင်နဲ့အပြဲထန်ထိုးစစ်ဆင်လာတာကြောင့်တော်လရေပူပေါက်တပ်ဖွဲ့တွေနဲ့ထိတွေ့တပ်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မေလ6ရက်နေ့ကနေမေလ16ရက်နေ့အထိ10ရက်သာထိတွေ့တပ်ပွဲအတွင်းမြောင်ရွှေမြို့နယ်ဖက်မှစစ်ကောင်စီနဲ့ PNO ပူအိုးပြည်သူစစ်18ဦးထက်မနည်းတေဆုံးခဲ့ပြီးမြောင်ရွှေမြို့မှာလက်ရှိအခြေအနေစစ်ရေးပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောက်စီဘက်ကစစ်တောင်းဆက်ထိုးလာနိုင်တယ်လို့ယူဆရတယ်လို့ရှမ်းတောင်စစ်သေးတာခွဲ PDF ပြူဟာအမတ်စ်ကတည်နေပြန်ကြားရေးတာဝန်ခံက Federal FN ကိုပြောပါတယ်။ပြီးခဲ့တဲ့မေလ14ရက်နေ့မှာမိုးပြေမြို့ကိုစစ်တောင်းထိုးလာတဲ့စစ်ကောက်စီစစ်တောင်းနဲ့တော်လရေပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်ခဲ့ကစစ်ကောက်စီဘက်က9ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။တပဲရင်မြို့အိုထိတ်သွင်းကျေးရွာမှာစစ်ကောက်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့မေလ14ရက်နေ့အထိတေဆုံးသူ24ဦးနဲ့ထိခိုက်ဒဏ်ရာရသူ100ကျော်အထိရှိလာတယ်လို့တပည့်ရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတူကဖရဲ FM ကိုပြောပါတယ်။အဆိုပါအိုထိပ်သွင်းစာတင်ကြောင်းမှာចောင်းသားចောင်းသူ100ကျော်ပညာသင်ကြားနေရဖြစ်ပြီး Grade 2ကအသက်7နှစ်အရွယ်ចောင်းသားမောင်အောင်ဇေယျနဲ့ Grade 3ကမပြည့်ပြည့်ငယ်တို့ဦးဟာဈေးကူတမှုခံယူရေးထပ်တူတေဆုံးခဲ့တာဖြစ်ပါတယ်။ ကြံရှိနေသေးတဲ့ကလေးငယ်တွေဟာစိတ်ပိုင်းဆိုင်ရာမှာထိခိုက်ခံစားနေရပြီးထိခိုက်ဒဏ်ရာရသူတွေကိုဆေးကုသဖို့အတွက်ဆရာဝန်အင်အားလုံလောက်မှုမရှိတာနဲ့ဆေးဝါးလုံလောက်မှုမရှိတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုထံကနေသိရပါဗျ။ပြီးခဲ့တဲ့မေလ17ရက်နေ့နနက်စံတိုင်းဝန်းကျင်မှာလဲစစ်ကောင်စီကရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ထွန်းရွေကြီးရွာဟောင်းကိုချက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးနဲ့ကလေးငယ်အပါအဝင်စုစုပေါင်း73ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။ရှမ်းဂရီနီနယ်ဆက်မိုးပြဲတိုက်ပွဲအပါအဝင်ဖဲခုံနဲ့ညောင်ရွှေမြို့နယ်တွေမှာစစ်ကောင်စီနဲ့တော်လရေးပူပေါက်တပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေပြီး၄ရက်အတွင်းတော်လရေးတပ်ဖွဲ့ထံကိုအလင်းဝင်လာတဲ့ပြည်သူစစ်16ဦးရှိတယ်လို့ရှမ်းတောင်စစ်သေးသားခွဲ PDF ဘူဟာအမတ်တကပြီးခဲ့တဲ့မေလ16ရက်နေ့မှာတည်င်းထုတ်ပြန်ထားပါဗျ။ တော်လရေးတပ်ဖွဲ့ထံဘက်ပြောက်ခုလော်လာတဲ့ပြည်သူစစ်16ဦးဟာစစ်ကောင်စီတဲ့ရဲ့စစ်မှုထံဥပဒေပြဋ္ဌာန်းမှုကြောင့်ပေါ်တာဆွဲခံရတဲ့ပြည်သူစစ်တွေဖြစ်ပြီးဘက်ပြောက်ခုလော်လာတဲ့ပြည်သူစစ်16ဦးဟာလက်နက်မဲ့အလင်းဝင်လာတာဖြစ်ပြီးအသက်16နှစ်ကနေ28နှစ်ဝန်းကျင်သာရှိတဲ့လူငယ်တွေဖြစ်တယ်လို့သူကဆိုပါတယ်တော်လရေးတပ်ဖွဲ့ထံဘက်ပြောက်ခုလော်လာတဲ့ပြည်သူစစ်16ဦးဟာစစ်ကောင်စီတဲ့ရဲ့စစ်မှုထံဥပဒေပြဋ္ဌာန်းမှုကြောင့်ပေါ်တာဆွဲခံခဲ့ရတဲ့ပြည်သူစစ်တွေဖြစ်ပြီးတော့ ဘက်ပြောင်ခုလိုလာတဲ့ပြည်သူ66ဦးဟာလက်နက်မဲ့အလင်းဝင်လာတာဖြစ်ပြီးအသက်16နှစ်ကနေအသက်28နှစ်ဝန်းကျင်သာရှိသေးတဲ့လူငယ်တွေဖြစ်တယ်လို့သူကဆိုပါတယ်။ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့မှာလဲစစ်ကောက်စီတပ်ရဲ့ပေါ်တာဆွဲချင်းကိုခံရပြီးရှစ်တန်းစစ်မြေပြင်ကိုပို့ဆောင်ခံခဲ့ရတဲ့ပြည်သူစစ်မှုထမ်းအူလက်နက်နဲ့အတူ KNDF ထံကိုဘက်ပြောင်ခုလိုလာခဲ့တယ်လို့ Greeny အမျိုးသားများကာကွယ်ရေးတပ် KNDF ဘ ਹੁ တဒိနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ် ရခိုင်ပြည်နယ်မှာတော်လရေးကာလအတွင်းအမျိုးသမီးတွေနဲ့ကလေးတွေအပေါ်ကျွန်းလို့နေတဲ့လိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုအရခတ်တက်တော်အေအေအနေနဲ့တိတိယယောက်တာဝန်ယူဆောင်ရွက်ပေးဖို့အရက်ဖက်အဖွဲ့အစည်းတွေကဆိုပါတယ်။တရားဥပဒေစိုးမိုးရေးမရှိတဲ့ပဋိပက္ခဒေသကိုအတုံးချပြီးအမျိုးသမီးတွေနဲ့ကလေးတွေကို ပြစ်မှတ်ထားအကြမ်းဖက်တာတွေရှိနေပြီးပြီးခဲ့တဲ့မေလ6ရက်နေ့ကလည်းမင်းပြားမြို့နယ်ဖားပြူရွာမှာ9နှစ်အရွယ်မင်းကလေးတူလိန်အကြမ်းဖက်တက်ဖြတ်ခံခဲ့ရတယ်လို့ ရခိုင်အရက်ဖက်အမျိုးသမီးအဖွဲ့တစ်ခုကတာဝန်ရှိသူတို့ကဖဲတဲ့ FN ကိုပြောပါတယ်။လက်ရှိမှာကျူးလွန်သူကိုအေအေကဖမ်းဆီးစစ်ဆေးနေပြီးပြည်တံရှော့ပုတ်မှုမပေးဘဲအကြီးဆုံးပြည်တံချမှတ်ပေးဖို့အရက်ဖက်အဖွဲ့အစည်း12ဖွဲ့ကထုတ်ပြန်တောင်းဆိုထားပါတယ်။အေအေထိန်ချုပ်ထားတဲ့ချင်းပြည်နယ်ပလဲဝါမြို့နယ်စိန်စင်တီရွာကခူမီချင်းလူမျိုးအသက်25နှစ်အရွယ်အမျိုးသမီးတူကိုအေအေအရာရှိတူနဲ့တက်သားတူကပြီးခဲ့တဲ့ဧပြီလ9ရက်နေ့ကလက်အကြံဖက်ဖို့ စ조사ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့သိရပါတယ်။ဒီနေ့မေလ18ရက် Federal FBI ရဲ့တပတ်အတွင်းထူးခြားသတင်းလွှာတွေကိုကြားခဲ့ရတာပါ။ကျွန်မအင်နီပါရှင်။